ားလုံးတာလီစွာပါကျွန်တော်ဒီနေ့ကတော့မနေ့ကကျွန်တော်တို့အဆက်ဖြစ်တယ်ပေါ့နော်အမ် insert တက်ရကျွန်တော်တို့ဒီ table အသုံးပြုပုံလေးကိုကျွန်တော်တို့ဆက်သွားမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီ Microsoft ကိုဖွင့်မယ်ပေါ့နော်ဖွင့်မယ်ဆိုတော့ကျွန်တော်တို့အခု shortcut လေးနဲ့ပဲဖွင့်လိုက်ကြအောင် window key ရဲ့ R ရဲ့ကိုနှိပ်မယ်ပြီးလို့ရှိရင်ဝင်ဝါဆိုပြီးရိုက်မယ်ပြီးရင် keyboard ပေါ်က enter key ကိုနှိပ်မယ်နော် okay peer plan document โอเคအဲ့တော့ကျွန်တော်တို့မနေ့ကဒီ insert တက်ပေါ့နော်ဒီ insert တက်မှာဒီ table ကိုပေါ့ကျွန်တော်တို့ဘယ်လိုဆွဲခဲ့လဲဆိုတာဟာဒီတိုင်းဆွဲခဲ့တယ်ပေါ့နော်ဒါသူ့မှာနေပြီးတော့ default ပါတဲ့ဟာပေါ့နော်ဥပမာကျွန်တော်တို့ဒီဟာဆိုလို့ရှိရင် row လို့ခေါ်တယ်ဒီဟာဆိုလို့ရှိရင် column လို့ခေါ်တယ်ပထမနေ့ကလေးကလည်းကျွန်တော်ရှင်းပြပေးသားဖြစ်တယ်အဲ့တော့ကျွန်တော်တို့စုစုပေါင်းမှဒီဟာအကုန်လုံးဒီလိုဆွဲလိုက်တယ်ဆိုလို့ရှိရင်ဘယ်လောက်ရှိမလဲကျွန်တော်တို့ဒီမှာနေပြီနော်အမ်ဒီမှာ row တွေဖြစ်တယ်1 2 3 4 5 6 ခွန်၈နော်အဲ့ဒါဆိုရိုးပါရှိခုရှိရယ်ကွန်လိုင်းကဘယ်နှခုလဲ1 2 3 4 5 6 9 10 90เนาะကွန်လိုင်းက10ခုရိုးကနေပြီးတော့8ခုပဲရှိရယ်เนาะဒါကနေပြီးတော့သူ့မှာ insert တက်ထဲက table ကိုထောက်လိုက်တယ်ဆိုလို့ရှိရင်ဒါကသူ့မှာ tab for ဒီလောက်ပဲပါတယ်ပေါ့ဗျာပြောချင်တာနေပြီเนาะကျွန်တော်တို့အဲ့လိုမဟုတ်ဘူးဒါကပထမနေ့တည်းကကျွန်တော်ဆွဲပြပြီးတာเนาะအဲ့တော့ဒီကောင်လေးကိုကျွန်တော်ဖြတ်မယ်ဆိုရင်ဒီအားလေးနှိပ်မယ်ပြီးရင် right click ထောက်ပြီးရင် နော်โอเคအဲ့တော့ကျွန်တော်တို့ကဒီနေရာအဲ့လိုမသွားတော့ဘူးဒီ default per debt ဟာထက်ကျွန်တော်တို့ပို့ပြီးတော့ဆွဲကျင်တယ်ပေါ့ဗျာဆွဲကျင်တယ်ဆိုတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကဒီမှာ insert table ဆိုတဲ့ဟာရှိတယ်အဲ့ဒီ insert table ကိုနှိပ်မယ်နှိပ်တော့ဒီမှာနေပြီးတော့ပေါက်လေးပေါ်လာတယ်ပေါ့နော် ပေါ်လာတဲ့အထက်ကမှဒီမှာ number of columns number of rows เนาะကျွန်တော်တို့ဘလောက်ထားခြင်းလဲထားလို့ရတယ်ကိုစိတ်ကြိုက်ထားလို့ရတယ်ပေါ့နော်ပြောခြင်းလားအဲ့တော့ကျွန်တော်ကဒီမှာ number of column ကိုကျွန်တော်က10 column 10ခုထားမယ်နော် row ကိုကြာတော့ကျွန်တော်က15 row ထားမယ်နော် keyboard ကနေပြီး number လေးကိုရိုက်လိုက်ရုံပဲ number လေးမရိုက်ရှင်ဘူးဆိုလို့ရှိရင်လည်းဒီမှာအပေါ်အောက်နော်အတိုးလျှော့လုပ်လို့ရတယ် number လေးကိုနော် column မှာလည်းပါတယ် row မှာလည်းပါတယ်ပေါ့နော်အတိုးလျှော့လုပ်လို့ရတယ်နော်ကျွန်တော်တို့ okay အဲ့ဒါဆိုကျွန်တော်တို့ဒီမှာ15ထားမယ် column ကို15ထားမယ် row ကိုနေပြီးတော့ row ကိုလည်း15ထားလိုက်မယ်နော်ပြီးရင် okay okay ဒီမှာပေါ်လာပြီနော် โอเคပေါ်လာပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဒီမှာကျွန်တော်ပထမနေ့ကဒီဟို table ဆွဲတဲ့အခါကျလို့ရှင်ဒီ design tab ပေါ့နော် design tab ဘယ်လိုအသုံးပြုလဲဆိုတဲ့အခါကိုကျွန်တော်ရှင်းပြခဲ့ပြီဖြစ်တယ်အခုဒုတိယနေ့မှာတော့ကျွန်တော်တို့ဒီ layout ပေါ့နော် layout ကျွန်တော်တို့ layout မှာရှိတဲ့အားကိုကျွန်တော်တို့ဘယ်လိုအသုံးချမလဲဆိုတဲ့အားကိုသွားမှာပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာ layout မှာပါရှိလဲဆိုတဲ့အခါကျတော့ဥပမာဒီမှာဒီကျွန်တော်တို့ delete ရပဲစသွားမယ်ပေါ့နော်ဒီ ဒလီကနေစသွားမယ်စသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒလီမြားလေးကိုနှိပ်ကြည့်နှိပ်ကြည့်ရဆိုလို့ရှိရင်ဒီမှာဒလီဆဲနော်ဒလီကောလန်ဒလီရိုးဒလီတေဘယ်ဆိုပြီးတော့ရှိတယ်အဲ့ဒီကလေးနော်ကျွန်တော်နေပြီဒီမှာဒီဆဲကွက်လေးပေါ်မှာကျွန်တော်ကာစာချထားတယ်ပြီးလို့ရှိရင်ဒီမှာဒလီဆဲဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်အဲ့တော့ तू ကမေးမယ်ဒီမှာနော်အဲ့တော့အမရှစ်ဆဲလက်နော်ဒီမှာရှစ်ဆဲအပေါ့နော်ဒီမှာကြာတော့ delete entire row delete entire column ပေါ့ နော်ဒီအောက်ကနှစ်ခုကတော့ daily entire row ဆိုတာ row တစ်ခုလုံးကိုဖြတ်တာ daily entire column ဆိုတာနေပြီးတော့ကျွန်တော်တို့ column တစ်ခုလုံးကိုဖြတ်တာပေါ့နော်ဒီမှာ sheet cell လက်နဲ့ sheet cell up ပေါ့နော်အကောင်လေးကိုကျွန်တော်တို့သွားမယ်အခု cancel လုပ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီဟာမှာမြင်တာအောင်နေပြီးဥမာစာရိုက်လိုက်မယ်ပေါ့ဗျာနော်ဒီကောင်က name နော်ဒီကောင်က age father name ပေါ့နော် father name mother name နော်โอเคပြီးတော့ ဒီမှာ100 200 300เนาะโอเคကိုစိတ်ကြိုက်နံပါတ်လေးရိုက်လိုက်မယ်ပေါ့เนาะမြင်တော့ပြချင်းလို့ပါ900โอเค900 400ကိုစိတ်ကြိုက်ရိုက်လိုက်ပေါ့เนาะရိုက်လိုက်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ300ဆိုတဲ့ဒီဆဲကွက်မှာကာစာချထားမယ်เนาะကာစာချထားမယ်ချထားပြီးပြီးလို့ရှိရင်ကျွန်တော် delete ဒီမှာဆဲကိုနှိပ်လိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာเนาะ300ဆိုတဲ့ဆဲခွက်မှာကျွန်တော်ချရတာเนาะကာဆာဒီမှာရှစ်ဆဲလက်ပေါ့เนาะနှိပ်ကြည့်မယ်အဲ့ဒီ300ဆိုတဲ့ဆဲခွက်ကပြသွားတယ်ဟုတ်တယ်เนาะကျွန်တော်ဖြတ်လိုက်တယ်ပေါ့เนาะဖြတ်လိုက်တော့နေပြီသူကနေပြီဒီဖက်မှာကြီးတခွင်နေပြီးတော့တွေ့လားလျှော့သွားတယ်ကျွန်တော်ဘယ်ဘက်ကိုနေပြီးတော့ဒါပြန်ပေါင်းလိုက်တဲ့သဘောပေါ့เนาะပြောချင်တာเนาะမြင်သာပါရဲ့เนาะအဲ့လိုမျိုးโอเคနောက်တစ်ခုကကျွန်တော်အခုဒီမှာ ဲ900ဆိုတဲ့10ခွက်မှာကာစာလေးချထားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ delete 10ဆိုတဲ့ဟာလေးညှက်လိုက်မယ်ဒီမှာမေးလာပြီเนาะ okay အဲ့ဒီမှာဒီမေးတော့ကျွန်တော်တို့ခဏကဒီမှာ shift cell လက်ပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်တို့အသုံးပြခဲ့ပြီပြီအခု shift cell အပေါ့အပေါ်ပေါ့အကောင့်လေးကိုရွေးမယ်ရွေးမယ်ကြည်တာเนาะ900ဆိုတဲ့10ခွက်မှာကျွန်တော်တို့ကာစာချထားတယ် okay နှိပ်လိုက်မယ်ဒီမှာ900ဆိုတဲ့ဟာပြောင်းသွားတယ်။သူကအပေါ်ပေါင်းသွားတယ်ဆိုတဲ့သဘောပြအရုံမျိုးเนาะ โอเคပြီးရဆိုလို့ရှိရင်ဥမာဇာဝဲတစ်ခုလုံးကိုကျွန်တော်တို့ဖြတ်မယ်ဆိုလို့ရှိရင်တော့လွယ်ပါရဲ့เนาะဒီဟာလေးကိုကျွန်တော်တို့အကောင်လုံးရွေးလိုက်မယ်ရွေးပြီးတော့နေပြီးတော့ကျွန်တော်တို့ဒီမှာ delete table เนาะ delete table နှိပ်လိုက်မယ်အကောင်ပြည့်သွားပြီเนาะโอเคအဲ့ဒါကိုနေပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဟိုအလုံးမဲ့ဆိုရင် keyboard ပေါ်ကနေပြီးတော့ကျွန်တော်တို့ control z sorry ပေါ့เนาะအဲ့လိုမျိုးပြန်ခေါ်လိုက်တဲ့သဘောပေါ့နော် record ပေါ့အဲ့လိုမျိုးအဲ့လိုဆိုတဲ့အခါကျတော့ကျွန်တော်တို့ okay အဲ့လိုလည်းဖြတ်လို့ရတယ် ောက်တစ်ခုကကျွန်တော်ခဏပြသလိုပဲဒီဟာလေးကို table တစ်ခုလုံးကိုကျွန်တော်တို့ selection ပေးလိုက်မယ်ပြီးတော့ right click ထောက်ပြီးတော့ဒီမှာ cut ဆိုပြီးတော့လည်းဖြတ်လို့ရတယ်เนาะ delete table ဒီမှာလည်းပါတယ်ကြိုက်တာနဲ့ဖြတ်ပေါ့เนาะပြီးလို့ရှိရင် keyboard ပေါ်က delete key ကိုနှိပ်ရင်လည်းဖြတ်တယ်ပေါ့เนาะပြောချင်တာနေပြီးတော့ okay အဲ့ဒါဆိုလို့ရှိရင်ဒီမှာ delete ရတော့ကျွန်တော်နားလည်မယ်ထင်တယ်เนาะနားလည်မယ်ထင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ insert အာဘအင်းဆက်ဘာပြီးလို့ရှိရင်အင်းဆက်ဘီလိုပေါ့နော် သူဒီမှာလည်းပြထားပါတယ်ဗျဥပမာ ကျွန်တော်ဒီကောင်လေးမှာ TT ဆိုပြီးရိုက်ထားမယ်ပေါ့နော် Okay ဒီမှာကျတော့ပုံလေးမှာလည်းပါတယ်ဗျာနော် तू ကနေပြီး insert a bell ဆိုတာကနေပြီးတော့ तू ကဒီမှာ row ကိုနေပြီးတော့တိုးတာနော် row ကိုနေပြီးတိုးတာဒါပေမဲ့အပေါ်ကိုတိုးတာဒီကောင်ကနေပြီး insert below ဆိုတဲ့ဟာကနေပြီးတော့ကျွန်တော်တို့ဒါ row ကိုတိုးတာဒါပေမဲ့နေပြီးတော့ကျွန်တော်တို့မြားလေးကအောက်မှာပြထားတယ်နော်အောက်မှာတိုးတာပေါ့ row ကိုနေပြီးတော့နော်ဒီမှာ row တိုးတယ်ဆိုတာတဲ့ပုံလေးပြထားပါတယ်ဗျာ နော်အဲ့တော့အကောင်လေးကိုကျွန်တော်တို့စမ်းကြည့်မယ်အမှ TT ဆိုရက်ကျွန်တော်ဒီညမှာကာစာလေးချထားတယ်ဒီမှာ insert အပါနော်အကောင်လေးကိုနှိပ်လိုက်မယ်ဒီမှာတိုးရတယ် rotor နော်မြင်သာပါတယ်ပြီးတော့ okay အဲ့ဒီ TT ဆိုရက်နေရာမှာကျွန်တော်ကာစာချထားမယ်ဆက်ကွက်မှာပြီးလို့ရှိရင်ဒီမှာ insert below ဒီမှာတိုးရပြီအောက်မှာနေပြီနော် rotor တိုးရတယ်ကိုစစ်ကြိုက်တိုးယုံမယ်ဗျာအမှန်ဟိုတစ်ချက်နဲ့တစ်ချက်နဲ့ရင်တခါတိုးရတယ်တစ်ချက်နဲ့ရင်တခါတိုးရတယ်အဲ့လိုမျိုးเนาะဒီမှာလည်းဒီတိုင်းပါပဲ เนาะဘယ်လိုများကိုစက်ကြိုက်တိုးလို့ရတယ်ပေါ့နော်ပြောချင်တာโอเคနောက်တစ်ခုကျွန်တော်တို့ဆက်သွားမယ်ဒီမှာ insert left ရယ် insert right ရယ်ပေါ့ဒါကကြတော့ column ပြเนาะခဏကကြတော့ row တို့တာဒါ insert left ရယ် insert right ရယ်ဒါဒီမှာလည်းပုံမှန်ပြထားတာမြင်သာပါရဲ့เนาะ insert left ဆိုတာနေပြီးတော့ဘယ် column ကိုတိုးတာ insert right ဆိုတာနေပြီးတော့ညာ column ကိုတိုးတာပေါ့အဲ့တော့ကျွန်တော်တို့ okay ဒီမှာ dd ဆိုတဲ့ခဏဒီ cell ကွက်နေရာမှာကျွန်တော်ချထားမယ်ပြီးလို့ရှိရင်ဒီမှာ insert left เนาะ column တိုးမှာเนาะနှိပ်ကြည့်မယ်တစ်ချက် ဒီမှာလက်เนาะဘယ်ဝင်နေပြီးတိုးသွားပြီเนาะဒီမှာကောလန်တစ်ခုတိုးသွားပြီဟုတ်တယ်เนาะโอเคဒီ TD ဆိုတဲ့ဆဲခွက်မှာနေပြီးကျွန်တော်ကာစာချထားမယ်ပြီးလို့ရှိရင် insert right ဒီမှာညာဖက်မှာနေပြီးကောလန်တစ်ခုတိုးသွားပြီเนาะဒါလေးကတော့ရမယ်ထင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာအဲမဆဲပေါ့เนาะမဆဲဆိုတာမဆိုတာကတော့ပေါင်းတာပေါ့เนาะ ပေါင်းမယ်ဆိုတဲ့အခါကျရင်အဲ့လိုပေါင်းမယ်ဆိုလို့ရှိရင် तू ကနေပြီးတော့ဥမာဟိုဒီ7ကွက်ကိုပေါင်းကျင်တာလားเนาะဆက်ဘယ်နှစ်ကွက်ကိုပေါင်းကျင်တာလဲအဲ့လိုပေါင်းကျင်တဲ့ဟာကိုက selection ပေးရမယ်ဗျာเนาะ selection ပေးပြီးမှနေပြီး तू ကနေပြီးပေါင်းလို့ရမယ်เนาะ okay အဲ့လို selection ပေးလိုက်ပြီဆိုလို့ရှိရင်ဒီမှာမဆက်ဟာ तू လင်းလာပြီเนาะအဲ့ဒါမဆက်ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒါပေါင်းသွားပြီဒါနှစ်ကွက်7ကွက်ကိုကျွန်တော်ပေါင်းပြတာပေါ့เนาะဥပမာကျွန်တော်ဒီမှာ ီလောက်လောက်ပေါင်းမယ်ဆိုလို့ရှိရင်လည်းဒီလောက်လောက်ပေါ့နော်ကျွန်တော်တို့မဆက်ကိုနှိပ်လိုက်ရုံပဲဒါဆိုပေါင်းသွားပြီเนาะဒါကနေပြီးဆက်ခွဲကိုပေါင်းတာပါဒီမှာ split cell ဆိုတာကြာတော့ split ဆိုတာဒါခွဲတာပေါ့နော် split cell ဆိုတာဥပမာကျွန်တော်ဒီ TT ဆိုတဲ့ဆက်ခွဲမှာကာစာချထားမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ split cell ကိုနှိပ်လိုက်နှိပ်လိုက်ပြီးတော့မှဥပမာ ဒီအရင်သဘောတရားကတော့သူကဒီဆဲကွက်မှာဆဲကွက်အထဲမှာနေပြီးတော့ကျွန်တော်တို့ဒီတေဘယ်ဆောက်တဲ့သဘောမျိုးပဲဗျာနော်ဒီမှာ number of column 2ထားမယ်ဒီမှာဥပမာကျွန်တော်ဒီမှာ3ထားလိုက်မယ်ပေါ့နော်ဒီကနေတစ်ခုတိုးလိုက်မယ်3ဒီကောင်ကကျတော့2ထားလိုက်မယ်နော် row ကို2ထားလိုက်ပြီးရင် okay နဲ့ကြည့်တွေ့လားဒီ td ဆိုတဲ့ဆဲကွက်မှာနေပြီးဒါတိုးလိုက်တာပါဗျာနော်ဒီမှာနေပြီးတော့ column က2 column 2 column 3 column row က2 row အဲ့လိုတိုးသွားနော်အဲ့ဒါနေပြီးတော့ split ဆဲပါ โอเคနောက်တစ်ခုကကျွန်တော်တို့ဒီမှာအဲ split table ပေါ့เนาะ split table ကကြတော့သူက table ကိုနေပြီးခွဲလိုက်တာပေါ့ပြောချင်တာเนาะအဲ့တော့ကျွန်တော်မြင်တောင်နေပြီးဘယ်လိုပြမလဲဆိုလို့ချင်းဒီဒီဒီဆိုရဲဆဲခွဲရဲ့ဒီအလွတ်မှာဝင်ဝင်ထားလိုက်မယ်ပေါ့เนาะကာစာချထားမယ်ပေါ့ပြီးလို့ရှိရင်ဒီမှာ split table ဆိုတဲ့ဟာလေးကိုနေကြည့်ဒီမှာ table ကနေပြီးအပေါ်အောက်ခွဲသွားတယ်ဒီမှာလည်း table တစ်ခုဖြစ်သွားပြီဒီမှာလည်း table တစ်ခုဖြစ်သွားတယ်เนาะကျွန်တော် တဲပဲကွဲသွားပြီပေါ့နော်အဲ့ဒါတဲပဲကိုခွဲပြရတယ်ပုံမှန်လည်းပါပါတယ်ဗျာနော်အဲ့လိုမျိုးအဲ့ဒါလေးလုပ်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာဒီမှာ eraser ပေါ့နော်ဒါခဲဖြတ်ပေါ့အဲ့ဒီခဲဖြတ်နဲ့ဖြတ်မယ်ဆိုလို့ရှိရင်ဥပမာကျွန်တော်ဒီခဲဖြတ်ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဖြတ်ချင်တဲ့ဟာကိုပေါ့နော်အဲ့ဒါကလေးလေးတစ်ချက်နှိပ်လိုက်ရမယ်ပြောင်းသွားဥမာအကုန်လုံးဖြတ်မယ်ဆိုလည်းဒီလိုမောင်းနဲ့ဆွဲပြီးတော့အဲ့လိုလည်းဖြတ်လို့ရတယ်เนาะကျွန်တော်တို့ဒီမှာ online line ဖြတ်ခြင်းလားဖြတ်လို့ရတယ် ရိုးလိုက်ဖြစ်ခြင်းလားဖြတ်လို့ရတယ်နော်အဲ့ဒါနေပြီး eraser ဒါဖြတ်တဲ့ဟာပေါ့နော်နည်းလမ်းမျိုးဒီမှာ drawing table drawing table ဆိုတာကတော့ဒါဆွဲတဲ့ဟာပေါ့နော်နောက် table ဆွဲတဲ့ဟာအဲ့တော့အဲ့ဒါလေးကိုကလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာဆွဲကြည့်ပေါ့ခဏဖြတ်ထားတဲ့ဟာမှာနော်မောက်လေးနဲ့ဖြီးပြီးတော့ဆွဲလိုက်ရင်ပါပဲကိုလိုတဲ့ဟာကိုဆွဲလိုက်ရင်ပေါ့နော်လက်ကတော့ညင်ဖို့လိုတာပေါ့နော်โอเคဒါနေပြီ drawing table အဲ့ဒါလေးကိုမလို့ရင်ဘူးဆိုလို့ရှိရင်လွတ်တဲ့နေရာမှာကျွန်တော်တို့မောက်ကိုနှစ်ချက်နှိပ်လိုက်ရုံပဲเนาะတေဘက်ကလေးနှိပ်လိုက်ရုံပဲအဲ့ဒါဆိုလို့ရှိရင်သူဟွာဖြစ်သွားမယ်เนาะသူပုံမှန်ဖြစ်သွားမယ် okay အဲ့ဒါလေးဆိုလို့ရှိရင်တော့ဒီဟာဒီ eraser ရမယ်ပြီးလို့ရှိရင် draw table ရမယ်เนาะ okay နောက်တစ်ခုကကျွန်တော်တို့ဒီမှာဒီဒီဟာလေးပေါ့เนาะဥမာဟိုကျွန်တော်တို့ဒီမှာစာလုံး ဥပမာဒီ900ဆိုတဲ့ဆက်ခွက်မှာပေါ့နော်ကျွန်တော်ကစားချထားမယ်ချထားပြီးတဲ့အခါကျလို့ရှိရင်ဥပမာ तू ကဒီမှာဟိုမှာဒီမှာစာလဲပေါ်ပါလေဗျာနော် align top left ပေါ့အမအပေါ်မှာနေပြီးတော့ तू ကနေပြီးဟိုအလုပ်တာဒါအလယ်မှာနှစ်ကြည့်လို့ရအောင်နော်ကျွန်တော်တို့ဒီမှာဒါညာဖက်ရွှေတဲ့ဟာပေါ့နော်မြင်သာအောင်ဆိုလို့ရှိရင်ကျွန်တော်တို့နည်းနည်းဒီကောင်းကိုဖြတ်လိုက်မယ်နော်ဒီ table အပေါ် table ကိုကျွန်တော်ဖြတ်လိုက်မယ်ဒီဟာလေးပေါ်မှာဒီကောင်းကိုလည်းကျွန်တော်ဖြတ်လိုက်မယ် တက်ပြီးတော့တဲပဲအစ်စ်လေးတခုစောက်ကြည့်မယ်နော်ဟမ် insert တယ်ပဲပြီးလို့ရှင်ဒီမှာ5 3နော် row 3ထားလိုက်မယ်ပြီးရင် okay နော် okay ထားလိုက်ပြီဆိုလို့ရှင်ကျွန်တော်တို့ဒီမှာမြင်သာအောင်ဆိုလို့ရှင်လေးရောက်မှာဥပမာဒီမှာ100ထားဒီမှာ200ထားဒီမှာ300နော် okay အဲ့ဆိုဒီမှာ100ခွက်ပေါ့ဒီမှာဆိုလို့ရှင်ဒါဘယ်မှာအလဲနော် မညာဟုတ်တယ်နော်ဒီကောင်ကအလဲရဲ့အလဲသူကနော်အလဲရဲ့ဒီဘယ်ဖက်ရဲ့ဟိုပါဘယ်ဖက်ကိုနေပြီးရွှေ့ရတာပေါ့နော်ဒီကောင်ကကြတော့အလဲမှာဒီကောင်ကညာနော်နော်ကိုကကိုကစားကြည့်လို့ရပါတယ်နော်အဲ့လိုမျိုးဒီကောင်ကဆိုတော့ test direction ဆိုတာနေပြီးဥမာကျွန်တော်ဒီမှာတရားဆိုတဲ့ဆက်ကွက်မှာနေပြီးကျွန်တော်ဟိုအားလောက်ထားတယ်ကာစာချထားတယ်ဒီမှာ test direction ကိုနှက်ကြည့် သူပြောင်းသွားတယ်เนาะအဲ့လိုမျိုးတစ်ချက်နဲ့ကြည့်မလို့လိုချင်လက် desk direction ကိုကိုကြိုက်တယ်လို့လဲထားလို့ရတယ်ဆိုတဲ့ဟာကို ပြောချင်တာပါဗျာเนาะ okay အဲ့ဒါဆိုလို့ရှိရင်တော့အခုဒီဟို table ထဲမှာနေပြီးတော့ဒီ layout ပေါ့เนาะဒီနေ့ကျွန်တော်ပြောခဲ့တဲ့ဟာ layout ကိုပြောခဲ့တာဖြစ်တယ်ဒီဟာကြတော့ကျွန်တော်တို့ဒါဟိုအများသုံးနေတဲ့အကြောင်းအရာလေးတွေကိုဒါပြောခဲ့တာဖြစ်ပါတယ်အားလုံးအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်ဗျကျေးဇူးအများကြီးတင်ပါတယ်